အားလုံးမင်္ဂလာပါကျွန်တော်တို့ရဲ့ပုံမှန်တင်ဆက်နေရဖြစ်တဲ့တော်လန်ဝေပန်ပြီးတော့လေကန်ကြတဲ့တော်ဝေလေးကနေအားလုံးကိုပြန်နေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ထုံးစံအတိုင်းကျွန်တော်တို့ညီကိုနှစ်ယောက်ကလက်ရှိကျွန်တော်နိုင်ငံဖြစ်ပြနေရဲ့စီးရီးနိုင်ငံရေးစားတဲ့တင်းဒီတဲကနေမှာပြောခုပြောခြင်းနဲ့အကြောင်းအရာတွေပေါ့နော်အဲ့ဒါတွေကိုကျွန်တော်တို့ဒါပြောပြောဆိုဆောင်ဖြစ်ပါတယ်မင်္ဂလာပါနေထောင်းကြီးဟုတ်မင်္ဂလာပါကိုအဲ့ဒီနေ့ကတော့အားရီ စီရေးနိုင်ငံရေးဆိုပေမဲ့လေအဲ့တဲကနည်းနည်းနိုင်ငံရေးနဲ့သက်ဆိုင်တဲ့အကြောင်းအရာလေးကိုပို့ပြီးတော့ပြောပြောကြရအောင်နော်ပြောကြရမယ်ဆိုတော့ပထမဆုံးပြောတင်တဲ့အကြောင်းအရာလေးကတော့ဒီပြီးခဲ့တဲ့ရက်ကဒါနေပြည်တော်မှာလှုပ်သွားတယ်ဒီညဉ့်ဉန်းရေးဖို့ရမ်းပေါ့နော်ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးပြောခြင်းတယ်ဘာလို့ဒီအကြောင်းကိုပတ်သက်ပြီးပြောခြင်းလဲဆိုတော့အဲ့ဒီပွဲမှာ ဒီနိုင်ငံကြီးပေါ့နော်နိုင်ငံကြီးတွေကအထင်ကြီးရပုံကိုယ်တွေတော်တော်များများရဲ့ဒါအင်တာဗျူးတွေလေဒါမြင်မြင်လိုက်ရတယ်ကြည့်လိုက်ရတယ်အဲ့ဒီတဲကမှအဲ့လိုအင်တာဗျူးတွေအများကြီးတဲကမှတော်တော်လေးပေါ့နော်ဒီနိုင်ငံကြီးတိတ်ခါမရှိဘဲနဲ့ပြောဆိုလာကြတဲ့တချို့နိုင်ငံကြီးသမားလိုကိုကိုကိုခံယူထားတဲ့သူတွေကအတန်ဒီလေကြားရတယ်အထူးသဖြင့်ဒီအာတသက်ခိုင်ပေါ့နော်တသက်ခိုင်တို့ဒါဆန္ဒမင်းတို့စတဲ့ဒီအမျိုးသမီးဒါသူတို့ရဲ့စကားတန်တွေပေါ့ ဆိုတော့အဲ့ဒါနဲ့ပတ်သက်ပြီးတော့စလိုက်ရမယ်ဆိုလို့ရှိရင်တော့ဒါလင်ထောင်အနေနဲ့လေဒီသူတို့ရဲ့အင်တာဗျူးတွေကြည့်ခဲ့ကြည့်တီဗီရောလောက်တင်တယ်ဆိုတော့အဲ့အင်တာဗျူးတွေကြည့်ပြီးရတယ်ခဲ့တော့လင်ထောင်အမီကဘယ်လိုမျိုးရှိတယ်အဲ့လင်ထောင်ကအရင်စပြီးပြောပါဦးအဲပထမဆုံးပြောရရင်အာသူတို့တွေရဲ့အင်တာဗျူးတွေကျွန်တော်တကူးတကားသွားမကြည့်ဘူးပေါ့နော်မဟုတ်လဲဆိုတော့အာဒီဒီကိုသွားတဲ့သူတွေကဒီစကားတွေပဲထွက်မယ်ဆိုတာအာကျွန်တော်တို့ခံမှန်းမိတာပါဒါပေမဲ့ကျွန်တော်တို့စီလာပေါ်တာ ။ဒါပေါ်တော့ကျတော့ဒီအကြောင်းအရာတွေကအာဘာလို့သူတို့ပြောတဲ့စကားသံတွေဒါမီဒီယာတွေကယူတင်တာတွေအာမီဒီယာတွေရဲ့အင်တာဗျူးတွေနဲ့ဥစ္စာတွေဒါတွေကကျွန်တော်စီလာပေါ်တာပေါ့နော်။အဲ့တော့ကျွန်တော်ပထမဆုံးအဲ့ဆိုဗာမြင်လဲဆိုတော့ဒီမြန်မာနိုင်ငံကြီးမှာအာဘာလို့ဟိုဟိုတနေ့က AR ရသုံးနဲ့အာဟိုတိုက်တယ်လေးကျွန်တော်တားသဘောကြနိုင်ငံကြီးဇက်ပြက်ဆိုရဲဇက်ကလုံးလေးပေါ့နော်။ အားသဘောကြနိုင်ငံရေးဆက်ပြန်ဟုတ်တယ်ကျွန်တော်တို့အဓိကတော့ဗျနိုင်ငံရေးဆိုတဲ့ဥစ္စာကိုကျွန်တော်ကဟိုပွင့်လင်းပြောရင်နိုင်ငံရေးသမားတယောက်တယောက်မဟုတ်ပေမဲ့နိုင်ငံရေးကိုစိတ်ဝင်စားတဲ့လူငယ်တူဖြစ်တယ်ဒါကြောင့်မလို့နိုင်ငံရေးနဲ့ပတ်သက်ပြီးတော့နိုင်ငံရေးထဲမှာပါဝင်တဲ့လူပုဂ္ဂိုလ်တွေတမိုင်းကြောင်းတွေလူပုဂ္ဂိုလ်တွေအကြောင်းတွေကိုစိတ်ဝင်စားနေလေ့လာဖြစ်ပါတယ်ဒါကောင်းတဲ့သူတွေပဲဖြစ်ဖြစ်မကောင်းတဲ့သူတွေပဲဖြစ်ဖြစ်ပေါ့နော်ဒါကျွန်တော်တို့ကျွန်တော်အနေနဲ့လေ့လာဖြစ်တယ်လေ့လာဖြစ်တဲ့ဆိုတဲ့အချိန်မှာဘာပေါ့နော် လူလူထောက်ခံမှုမရှိတဲ့နိုင်ငံရေးသမားတယောက်ကပြောရမယ်ဆိုရင်နိုင်ငံရေးတည်နေတာပဲကျွန်တော်မြင်တဲ့အမြင်ပေါ့နော်လူလူထောက်ခံမှုမရှိဘူးအပြောရမယ်ဆိုနိုင်ငံရေးကိုဘယ်နေရာကဝင်လို့ရလို့ရဘယ်နေရာကဘလို့ပုံစံနဲ့ပဲဝင်ပါရပါရဆိုတဲ့ပုံစံတွေကအဘော်တော့ကျွန်တော်တို့ဟိုနိုင်ငံရေးလောကမှာကနိုင်ငံတိုင်းမှာလိုလိုရှိတယ်ပေါ့နော်နိုင်ငံရေးနိုင်ငံရေးဆိုရဲအကြောင်းတရားရဲ့ခေါင်းစဉ်အောက်မှာအဲနေရာတော်တော်များများမှာရှိတယ်အခုဒီပေါ့နော် အာဒီအပိုင်းတွင်းမှာစစ်တပ်ကနေပြီးတော့လှုပ်သွားတယ်ဒီ peace forum ပေါ့နော်အာသူတို့ကတော့ peace forum လို့လို့ဟိုဟာလို့လို့ဒီဟာလို့လို့တော့ခေါင်းစဉ်တက်တာပဲအဲဒါပေမဲ့ကျွန်တော်မြင်လိုက်ရတဲ့ဥစ္စာတကူကအမှစစ်တပ်ကဘာလုပ်လဲဆိုတော့အာသူတို့ကရွေးကောက်ပွဲကိုတအားကို promotion လုပ်ချင်တယ်အာတအားကို promotion လုပ်တယ်ဒါကလုပ်ကိုလုံးမရမယ်အာသူတို့ကထွက်ပေါက်ကထားပဲဒါအားလုံးသိပြီဒါနိုင်ငံတကာကိုဝင်တိုးဖို့အတွက်ကိုသူတို့ဆက်ပြီးတော့အာဏာတည်ပြန်ဖို့အတွက်ကို သူတို့အတွက်ထွက်ပေါက်ကဒါပဲပေါ့နော်အဲ့တော့ဒါကိုသူတို့လောက်ကိုလောက်ရမယ်ဒါကြောင့်မလို့သူတို့ဒါကို promotion လုပ်ဖို့အတွက်ပြောရမယ်ဆိုနိုင်ငံအတွင်းမှာရှိပြီးတော့ပေါ့နော် ပြစ်ဖဲလေးဖြစ်နေတယ်ပြစ်ဖဲဆိုတာတဲ့ပေါ့နော်အပယ်ကန်နေဖြစ်နေတဲ့နိုင်ငံကြီးစက်ပြတ်တွေကိုကောက်သိန်းကောက်သလိုလိုက်ကောက်ပြီးတော့ဒီပွဲကိုခေါ်ခဲ့တယ်လို့အာကျွန်တော်ကတော့ယူဆတယ်ပေါ့နော်အဲ့တော့ဒီထဲမှာဆိုတော်တော်များပါတယ်နိုင်ငံကြီးဆိုနိုင်ငံကြီးတမားဆိုပြီးတော့လူလူမျက်နှာကိုမကြည့်ပဲနဲ့အာနာရှင်မျက်အာနာရှင်အောက်ဝင်ခိုးပြီးတော့ ဟိုပေါ့နော်နိုင်ငံရေးကုန်သိက္ခာမရှိအာလုတ်တဲ့အာသူတွေကိုအများစုကိုအာဒီမှာကျွန်တော်တို့တွေ့လိုက်ရဆွေးနွေးတဲ့ခေါင်းစဉ်တွေတချို့အကြောင်းအရာတွေကိုဟာကြားလိုက်မြင်လိုက်ရတဲ့အခါမှာဒီအကြောင်းအရာတွေကဟိုပေါ့နော်လက်ရှိသူတို့အမှထိုင်နေတဲ့သူတွေနဲ့လုတ်လို့ရတဲ့အကြောင်းတရားတွေမဟုတ်ဘူးအာသူတို့ကတော့ငိမ့်ညံရေးအတွက်ပြောတယ်ငိမ့်ညံရေးနဲ့ရွေးကောက်ပွဲဆိုတာအခုချိန်မှာတကယ်လိုအပ်တယ်လို့ပြောတာဟုတ်ပြီကောင်းပြီငိမ့်ညံရေးဆိုတဲ့အကြောင်းတရားကိုပြောဖို့အတွက်သူတို့ကငိမ့်ညံရေးမှာ ငိမ့်ញမ်းစီမဲ့စကလုံးတွေကိုဒီမှာပြောခဲ့လားလို့မေးရလုံးဝကိုမပြောခဲ့ဘူး။အာလုံးဝကိုမပြောခဲ့ဘဲနဲ့စစ်တပ်ကိုပဲ cover လုပ်ပြီးတော့စစ်တပ်ကိုကြောက်နေရတဲ့နိုင်ငံရေးသမားဟာနိုင်ငံရေးသမားလို့ကိုကျွန်တော်တို့ကမပြောသင့်ဘူးလို့ကျွန်တော်ကတော့ယူဆတယ်။ဒီမှာဆိုရင်ဆန္ဒမင်းတို့ကတခြားနာမည်နဲ့ပိုပါတခြားသူတွေကအများကြီးကိုပါတယ်။နောက်ဆုံးလက်နက်ကိုင်ဖွဲ့စည်းတွေကဟိုပါလို့ဟို ဟိုအပေကန်တွေရစပါအပေကန်တွေဆိုရဲဒီမှာက SS SSPP ရောအာကျွန်တော်တို့ WWSA ရော NDU ရောထားလိုက်တော့တခြားသောပေါ့နော်တခြားသောလူဘာမှလူဝင်ရဘာမှမရှိတဲ့အဖွဲ့တိတိလေးတွေပေါ့နော်ဟာပြောမယ်ဆိုနှစ်ခုတစ်စိတ်နဲ့အဖွဲ့လေးတွေရပါတက်လာပြီးတော့ငင်းကြဲငင်းကြဲလို့ပြောနေကြသူတို့ကငင်းကြဲဆိုဘယ်လူတို့ကိုကိုသားပြုပြီးတော့အကသူတွေကငင်းကြဲပြောနေတာသူတို့ကဘယ်လူတို့ကိုကိုသားပြုနေတာအဲ့ဒါဆိုရန်ကုန်မှာနေတဲ့သူက ရန်ကုန်မှာသူတို့အနေနဲ့ရန်ကုန်လူထုကိုသားပြုပါဆိုလူထုရဲ့တကယ်အတန်ကိုသွားမေးကြည့်လူထုကတော့ငိမ့်ငိမ့်ရောလိုချင်တာပေါ့စစ်ပွဲတွေကတော့ဘယ်သူမှအလိုမရှိဘူးဒါပေမဲ့လူထုလိုချင်တဲ့ငိမ့်ငိမ့်ရင်းကဘလို့ငိမ့်ငိမ့်ရေးလဲဘလို့မျိုးပုံစံနဲ့လိုချင်တာလဲအဲဆိုရင်လူထုကိုတကယ်ကိုသားပြုတဲ့အဖွဲ့တွေကဘမလဲလူထုကိုတကယ်ကိုသားပြုတဲ့အဖွဲ့တွေကတကယ်တမ်းကျတော့တော်ရီတောင်းနေတယ်ရောက်နေတယ်အခုချိန်မှာဆစ်အာနာရှင်ကိုဖျောက်ချဖို့စူးစမ်းနေတဲ့သူတွေကလူထုကိုကိုသားပြုတဲ့သူတွေလို့ကျွန်တော်တို့ပြောလို့ရပါ လူမှုကွန်ရက်ဒီမှာပဲကြည်ဗမာပဲကြည်ဝါနာဖြန့်အင်အားဘလောက်နှစ်ပဲကောင်းကောင်းတကယ်တော့ကျွန်တော်တို့မြန်မာပြည်သူလူထုရဲ့အာဘောလို90ရာခိုင်နှုန်းလောက်ကဒီစစ်တပ်ပေါ်အယုံကြည်မရှိပါဘူးကျန်တဲ့ဂျားနေလူလူဘာလူလူတွေကတော့သူတို့အကျိုးစီးပွားကြောင့်ထောက်ခံခြင်းခံရမယ်ကျန်တဲ့ပါစန်တွေအနှဲငယ်ကအာဘောလို့သူတို့ကိုဟိုဟိုအာဘောလို့ဘုံမှချင်းမနေလိုက်မယ်အတကယ်ကြောင့်မြန်မာပြည်သူလူထုအများစုရဲ့ဆန္ဒဒီစစ်တပ်ကိုထောက်ခံတာမဟုတ်ပါဘူး ဒီစစ်တပ်ကို cover လုပ်ပြီးတော့ရွေးကောက်ပွဲတွေနိုင်ငံရေးတွေငြိမ်းချမ်းရေးတွေကိုပြောနေခြင်းသည်ပြည်သူလူထုကိုကိုးစားမပြုဘဲနဲ့သူတို့စိတ်ထဲထင်ရနိုင်ငံရေးစပြက်တွေရဲ့သဘောတရားအတိုင်းမီဒီယာထက်မှနာမည်ရဘိုင်လေးခြင်ပြီးတော့ပြောရရင်ခြေနဲ့နေတယ်ဘောကထိုင်ကုန်လေးတစ်ခါမှမထိုင်နေရရင်ခြေနဲ့နေရဲ့ဟိုဟာဘောလို့ခြေနဲ့နေတယ်ဘောကဒီလိုဘောတွေကိုမမောနေတဲ့သူတွေကဘာကိုငြိမ်းချမ်းရေးတွေဘာကိုနိုင်ငံရေးတွေဘာကိုရွေးကောက်ပွဲတွေပြောနေရလဲလို့ကျွန်တော်ကနေပြီးတော့ဒီနေရာကနေမြင်အဲ့တော့ဒီနေ့ ကျွန်တော်တို့ဒီနေ့ခေါင်းစဉ်မှာဒီနေ့ပြောရတဲ့အကြောင်းလေးရကတခုရှိပါတယ်ဒီ peace forum ပြီးတဲ့နောက်ပိုင်းမှာပေါ့နော်ဒီနိုင်ငံရေးစပ်ပြတ်ဆိုရဲနိုင်ငံရေးဓမ္မအတုအကြောင်းတွေကပေါ့နော်လူတို့ရဲ့ကြားကိုသူတို့ရဲ့စကားတန်နေတဲ့လွှမ်းမိုးဖို့ကြိုးစားလာတာတွေကိုကျွန်တော်တို့တွေ့ရပါတယ်အဲ့တော့သိကြတဲ့ကျွန်တော်တို့လူတို့ကတော့သူတို့ရဲ့စကားတန်တွေမှာနားယောင်နေမှာမဟုတ်ပါဘူးသူတို့ကိုလူတို့ကဘယ်လိုမြင်လဲဒီဟာက ဟိုကျွန်တော်အများစုပြောသလိုပေါ့နော်နိုင်ငံရေးသမားတွေလူလူကိုအတုံးချနေတဲ့နိုင်ငံရေးသမားတွေလိုပဲအာသူတို့ကမြင်ကြတာဖြစ်ပါတယ်အဲ့တော့ဒါကတော့လူလူကိုကျွန်တော်တို့ပြောကြရမှာဒါပေမဲ့သူတို့စီကထုတ်လွှင့်လာတဲ့စကားသံတွေကိုတော့ကျွန်တော်တို့ဂရုစိုက်ဖို့လိုပါတယ်အခုနောက်ပိုင်းကျွန်တော်တို့ဘာတွေးရလဲဆိုတော့ဒီနိုင်ငံရေးဆက်ပြတ်ဆိုတဲ့သူတွေပြည်သူလူထုကိုကိုးစားမပြုတဲ့သူတွေဒီပေါ့နော်လူလူကြားထဲမှာတွေးဟိုဟာတော်လန်ရေးကို ဝေဖန်တယ်ဝေဖန်တယ်တော်လည်ရေးကိုအပြစ်ပြောတာလို့လို့လို့ညဉ့်ဉဏ်ရေးကိုပဲလူချင်းတတ်မှတ်နေတဲ့နိုင်ငံရေးသမားတွေဆိုဟိုဟာပုံစံမျိုးတွေဟိုဟာပေါ့နော်ဖော်ဆောင်ပြီးတော့ကျွန်တော်တို့ပြောလာတာတွေကတကယ်ကိုလူ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 အနေနဲ့သဘောထားဟိုဟာပေါ့နော်တတိထားရမယ်လို့တော့ကျွန်တော်ကတော့မြင်နေပါပေါ့နော်ဆိုတော့ဘာကြောင့်ဒါကိုပြောနေတာတတိပေးနေတာပါဒီနိုင်ငံရေးစပြတ်တွေရဲ့စကားသံတွေကိုကျွန်တော်တို့နားမယောင်မှုလို့ပါတယ်တေးကြတော့တေးကြပါလေနားမယောင်ကြပါဘူး အာတောင်တန်းလူကတော့နားမယောင်ကြပါဘူးဒါပေမဲ့အာဂျားထဲမှာလွတ်နေတဲ့လူတွေကသူတို့ရဲ့စကားသံတွေနားထောင်ပြီးတော့နားယောင်သွားကြမှာတော့ကျွန်တော်တကယ်စိုးရင်မိပါတယ်အဲ့တော့နိုင်ငံရေးဇက်ပြက်ဆိုတဲ့သူတွေဘောစစ်တပ်အရေးကိုခိုးပြီးတော့နိုင်ငံရေးလုံမယ်ဆိုတဲ့သူတွေစစ်ဖက်ထဲကနေနိုင်ငံရေးလုံမယ်ဆိုတဲ့သူတွေဒီကျွန်တော်တို့နိုင်ငံရဲ့အနာဂတ်ကိုပျက်စီးဖို့ ကြံဆောင်နေတဲ့သူတွေလို့ကျွန်တော်ကယူဆသလိုငိမ့်ညာရေးကို မလိုလားဘူးသူတို့အာနာတိမြဲရေးအာနာရယူရေးသူတို့အကျိုးစီးပွားခိုင်မြဲရေးအတွက်သာအလုလုပြီးတော့လူလူရှိမှဗျောင်းလင်းဗျောင်းစားမျက်နှာစားတွေနဲ့လူလူရဲ့နောက်ကျောကိုဓာတ်နဲ့ထိုးပြည်သူလူထုရဲ့ပခုံးပေါ်တက်ပြီးတော့အာနာရှင်နဲ့လက်ဆွဲနှုတ်ဆက်ခြင်းနဲ့တကယ့်ကိုနိုင်ငံရေးဆက်ပြတ်အကြီးစားတကိုယ်ဒီကိုကျိုးစီးပွားသမားတွေလို့သာကျွန်တော်ကအဓိကထားပြီးတော့ မြင်ပါတယ်ဗျကိုဟုတ်ကုံလူဆောင်ပွဲရတယ်များလိုက်တယ်ပြောကြတဲ့စကလုံးเนี่ยကြံသေးတယ်ဒါတော့ဗျဒီတာတော့ကျွန်တော်ကတော့တတိယရတဲ့ခါကိုဒါရွတ်ရွတ်သွားတာတော့အဲ့ဒါစာစာသူစားတဲ့ပြည်ရဲနဲ့ချပြီးရေးသားမယ်ဆိုလို့ရှိရင်တော့ဒါဖုန်းတော်ပဲရအကုန်ပဲတော့မထင်ဘူးတကယ်လည်းဟိုပြောပြောတင်နေပါတော့အဲအထူးသဖြင့်အဲ့မှာဒီဆန္ဒမင်းတို့ပြောရတဲ့စကားစကားတွေဒါသက်သက်ခံလို့ပြောရတဲ့စကားဆိုတော့တော်တော်လေးမှာနိုင်ငံရေးတိုက်ခါမဲလုံးတော့မြင်ရတယ်အဲ့ဒီမှာ ဟိုပို့ပြီးတော့လုံးဝကိုကျွန်တော်ကျွန်တော်ကျွန်တော်ပရမပြောင်းရမှာ sorry ကိုနိုင်ငံကြီးတိတ်ခါမဲ့တယ်ဆိုတဲ့ဥစ္စာမပါပါဘူးအဲဥစ္စာသူတို့မှာတိတ်ခါအောင်မရှိတော့လို့ကျွန်တော်မထည့်မပြောပါ sorry sorry ဆိုတော့အဲ့မှာမြင်ရတဲ့ကူကဒီဒေါက်တာအာနာတိန်လိုက်ပေါ့နော်ဒါအာနာမတိန်တို့ရှိရင်တော့မှဒီဆန္ဒမင်းတို့ကဒီ NLD ပါတီထဲမှာတော်တော်လေးကိုသူသက်ရှုခွဲမဲ့ပုံစံရှိအောင်မြင်ရတယ်အခုကတော့လုံးလုံးတော့ဘွင်းဘွင်းယူဒါတည်ကြသွားတာပေါ့နော် ဘလော့တောင်ဆိုလို့ဆိုရှင်ပြီးခဲ့တဲ့ရက်တွေကဆိုလို့ရှင်ဒါလင်းထောင်လည်းသိလိမ့်မယ်ဒီဟိုတော်မျိုးမင်းတို့နဲ့သူနဲ့တာအင်တာဗျူးတွေသူတို့ထုတ်ကြပြီးတော့ဒီဟိုဘလော့ပဲမယ်ဟန်တောင်း27တုံးကဒါမေစုကျဲဖူတွေဖိုင်ဟောင်းကြီးထုတ်လာပြီးတော့ဒီ CRPH တို့ NUG တို့ကိုဒါအမေစုနဲ့အသက်ရှူတွေ့ခွေတဲ့ပုံစံမျိုးတွေဒါပြောတယ်တော့လူတူးနဲ့ CRPH NUG စတဲ့ဒီအစိုးရဖွဲ့ကြီးကိုလည်းလူတူးနဲ့ ွေဖယ်သွားပြီးတက်ရှူခွဲတဲ့ပုံစံမျိုးသူပြောလာတယ်ဟုတ်လေမင်းကဒါဒါရွေချက်ရှိသူဒါလုတ်လာတယ်နော်ဒါဆန်ဆန်နာမင်းကလုတ်လာတာအခုလည်းဒီကြိုင်ပဲတက်တက်ခံလည်းဒီကြိုင်ပဲသူပြောနေတာကွာသူတို့အနေနဲ့ကလက်ရှိဒီနိုင်ငံရဲ့အခင်းအကျင်းမှာဘယ်လိုနေရာကပဲသူနေရာရရသူရပြီဆိုပြီးရောသူဘယ်လိုလဲလောက်ရလို့အဓိကဒီစစ်တက်ရဲ့ဘောရဲ့မာမာရှူစစ်တက်ရဲ့ဖက်နှက်ကိုပဲသူရှာနေပဲပြေးရရပြေးရရသူမသိတာမရှိတော့ဘူးဆိုတော့လုံးဝသိကြတယ်တော့မြင်လိုက်ရတယ် တော်တော်ရှင်ဖို့ကောင်းတယ်ပေါ့ဆိုတော့ဒါထားတထားထားကြာဒီလက်ရှိဒီခုဒါတို့လုတ်ခဲ့ရနေပြီးဒီမှာလုတ်ခဲ့ရဒါညဉ့်ညဉ့်ဖိုရနဲ့ပတ်သက်ပြီးတော့ဒါငါတို့ဒါပရမအုံးဆုံးဒါကြောရအပိုင်းလေးပေါ့နော်အတူတူအပိုင်းငါတို့ထပ်ပြီးဆက်ဒီတက်အပိုင်းကဘာလဲဆိုလို့ရှိရင်ဆိုတော့လက်ချက်ပြောရဲဒီမှာပါတယ်ပြီးခဲ့တဲ့ဒီဖိုရမှာတက်လာတဲ့အဖွဲ့တွေမှာမြောက်ပိုင်းအဖွဲ့ပေါ့နော်ဒီ FN CC တွေကမြောက်ပိုင်းအဖွဲ့ခုနှစ်ဖွဲ့တွေကသူတို့ရကြဒီ UWSA နဲ့ NDA and အဲ့ NDA ပေါ့နော်အဲ့အဲ့ NDA နဲ့ MNDA ရအမြင်နဲ့ငါစကလုံးကတော့တော်တော်လေးခက်တယ်ဆိုတော့အမေအမေနည်းနည်းပဲကွာလာလို့လေတော်လုံးပဲကွာဆိုတော့လေမိုင်းလာဖွဲ့နေဒီဟွာနဲ့ပေါ့နော်ဟွာဒါဥညီရန်လို့တက်ခဲ့တာကိုလည်းဒါမြင်လိုက်ရတယ်အဲ့မှာတော့ဒီ SSPP ဒါကဒါဥခွန်ဥကာပေါ့နော်သူတက်လာတော့လည်းထပ်ပြီးမြင်ရတယ်ဆိုဒီဖွဲ့ရတာစစ်ကောင်စီနဲ့ဆိုတာ NC လည်းမထိုးရတဲ့အဖွဲ့တွေမဟုတ်ဘူးတော်တော်ဒီဖွဲ့ကြီးတာလာတာကလည်းဒါတော်တော်လေးထူးခြားတဲ့ အနေအထားတစ်ခုပေါ့နော်ဘလူးရည်ရချက်ကြောင့်တက်လေနောက်ပြီးဘလူးကျွန်းဒီချာမှာဒီတစ်ခုရှိတယ်ပေါ့နော်ဒီအပရိယူပါတွေရှိတယ်ဆိုတော့မသိရောမသိရဘူးပေါ့ဆိုတော့အဲ့မှာဒီနောက်တစ်ခုစိတ်ဝင်စားတာတစ်ခုကဒီဥညိရန်လူတက်တဲ့အချိန်မှာဒီစစ်တပ်လောက်ကမီဒီယာတွေကမင်းကောင်းမောင်းကိုမေးကြတယ်အင်တာဗျူးတွေလုပ်ကြတယ်အဲ့ interview တွေကိုလေဒါဥညီရံတို့ကဒါဟိုရှောင်းဖွဲပြီးတော့သူတွေဖြေသွားတာကိုလေမြင်တွေ့ရတယ် အဲ့တော့အခုမီးရမှာလာပြီဒါလင်းထောက်ဝင်မီးရမှာလင်းထောက်ကိုတန်လေအဲ့ဒီ YouTube YouTube SC ပေါ့ဒီဘွားတက်မှာနေခဲ့ဘူးရဲ့လို့ကြားတယ်ဟုတ်တော့ဟုတ်တယ်ဟုတ်တယ်နေခဲ့ဘူးတယ်ဆိုတော့အဲ့ဒီမှာနေခဲ့ဘူးတော့ဒီ2020ရွေးကောက်ပွဲကာလတွေလေဒါဖြတ်တန်းခဲ့ဘူးမှာအဲ့ဒီမှာနေခဲ့တုန်းကဒီမြင်ခဲ့ရတာလေသူတို့ဒေတာရဲ့ဒီနိုင်ငံကြီးနဲ့ပတ်သက်တဲ့ဘယ်လိုပြောမလဲလင်းထောက်ကိုမြင်တွေ့ရတဲ့ ကိစ္စတွေနဲ့ပတ်သက်ပြီးတော့နည်းနည်းပြောစရာတွေများရှိရဆိုလို့ရှိရင်နည်းနည်းလေးပြန်ပြီးတော့ပြန်မျှပါဘူးเนาะဘယ်လိုမျိုးလေးတွေသူတို့ရဲ့နိုင်ငံရေးအမြင်ကသူတို့အဲ့ဘက်မှာဘယ်လိုမျိုးရှိတယ်ဆိုတော့ငါသိကျင်တယ်ပေါ့ဒါလေးချက်တော့ပြပြပြလို့ရမှာ YouTube SA တို့ NDA တို့ MNDA တို့အဓိကတော့မြောက်ပိုင်းပေါ့နော် MVNCC အဖွဲ့တွေထဲမှာတော့ကျွန်တော်ထင်ပါတယ်စစ်တပ်ရွေးကောက်ပွဲလှုပ်ဖို့လုံးဝအခြေအနေမရှိပါဘူးအာဘာလို့မရှိလဲဆိုရင်တော့ အဘတ်တွေရဲ့သဘောထားကွန်ထိုင်းကောင်အခုသူတို့ဒီဒီငယ်ငယ်နဲ့ပတ်သက်ပြီးတော့အခုဥစ္စာကိုဖိတ်တာကတော့ဘလူတွေဘလူတွေပြောပြီးတော့ဘလူတွေဖိတ်ထားလဲတော့ကျွန်တော်တို့မသိဘူးပေါ့နော်သူတို့တက်ရောက်လာကြတဲ့ပုံစံတွေကလည်းဟိုဝါဆိုလဲတောက်ဟိုပေါ့နော်ပြောရဆိုရင်တာဝန်ခံလာရှူပဲပြောရဆိုရင်တာဝန်ခံလောက်ပဲကျွန်တော်တို့တက်လာတာပေါ့နော်အဓိကကြတဲ့ခေါင်းဆောင်တွေကမလာပါဘူးအဲ့တော့ဟိုပြောရမယ်ဆိုငယ်ငယ်နဲ့ ဟိုပါဘောနော်ခေါင်းစဉ်အောက်ကနေပြီးတော့ခေါ်ခေါ်တော့ညာလဲတခြားတော့ဘောနော်အာညှိနှိုင်းမှုတွေကတော့အာရှီကောင်းရှိလိမ့်မယ်လို့တော့အာကျွန်တော်ထင်တယ်အာဒါပေမဲ့ဘောနော်အခုစစ်တပ်ကတော့ဒါဘောနော်အာမရောက်လိုက်ကိုယ်တိုင်အန်ဒီကအာသူကပြောတဲ့အချိန်မှာ ဟုတ်နော်အငိုပြလာရှိတယ်ကျွန်တော်တို့ဝိုင်းတိုင်နေကြတာဟုတ်နော်စစ်ဆိုးရသူဝိုင်းတိုင်နေကျွန်တော်တို့ရှိသမျှအားလေးနဲ့ဝိုင်းပြပါလေဆိုပြီးတော့ပေါ်တော့ငိုပြတဲ့ဥစ္စာလေးတွေနော်နောက်ပြီးတော့ကျွန်တော်တို့ကရွေးကောက်ပွဲကိုကျင်းတည်လုပ်ပါပါဆိုပြီးတော့ဒီငင်းငင်းနဲ့အကြောင်းပြပြီးတော့ပြောတော်ညာလဲအဖွဲ့ကြီးကိုနိုင်ကဥပမာပြကျွန်တော်ပြောမယ် SSPP နောက်ဆုံးဟိုပေါ်တော့အဲသူတို့နဲ့အမြဲတည်းဟိုဖြစ်နေဟိုပေါ်တော့အဆုံးမြရတာငင်းတို့ဆုံးမြရတာလင်းတို့ အဖွဲ့ကြီးကိုနိုင်ကောင်မရောက်လာရဲ့ဘောနော်ငင်းငင်းကြီးပေါ်အာယုံကြည်မှုရှိလားဆိုမရှိပါဘူးအဲ့တော့ UWSA တို့ဘောနော် SSPB တို့ဆိုရင်တော့ဝေးမီလို့ကျွန်တော်ကတော့မြင်တယ်ဘောနော်အဲ့တော့အာကျွန်တော်တို့ရှမ်းရှိဘက်ပေါ့နော်အဓိကတော့ UWSA နောက်ပြီး NDA NDA ဆိုမိုင်းလာပေါ့နော်အာဟိုတလောကအာမရောက်လာရင်ကျိုင်းတုံသွားတာတွေ့ပါတယ်အဲကျိုင်းတုံသွားပြီးတော့ဒီဝါတပ်ဝါတွေ NDA အဖွဲ့တွေနဲ့တွေ့ခဲ့တယ်ပေါ့နော်တွေ့ခဲ့တယ် အဲ့အချိန်မှာဒီရုပ်ဆောင်လာဖို့အတွက်သူကိုယ်တိုင်ဖိတ်ခဲ့တဲ့ပုံရတယ်ပေါ့နော်အဲ့တော့အဲ့ဘက်ကဒေတာတွေကတကယ်တမ်းကျတော့ဗိုလ်ချုပ်ထွန်းမြတ်နိုင်လို့ပြောဆိုလို့ပေါ့နော်ဝါက concentrate ဖြစ်နေပြီတော့ဟုတ်ပါတယ်ဝါကတကယ် concentrate ပုံစံမျိုးပါပဲကျွန်တော်ဝါနယ်မြေတွေကိုသွားတယ်ဟိုဖြစ်ပူရယ်ပေါ့နော်ဒါပေမဲ့ဝါနယ်မြေတွေကိုသွားတယ်ကျွန်တော်တို့စကန်ကုန်းတွေမှာနေရတယ်အဲကျွန်တော်တို့ကစကန်ကုန်းအလဲမှာစကန်ကုန်းအာပေါ့နော်ဒီလိုအလဲမှာတကုန်းရှိရဆိုဒီဘက်အမြင့်မှာ အာကျွန်တော်တို့ဝါတက်ဖွဲ့ရဲ့ဂုံတစ်ခုရှိတယ်ဒီဘက်အောက်မှာဝါရဲ့ကာကင်းလို့ပုံစံမျိုးလေးရှိတယ်ပေါ့နော်အဲဈားထဲမှာနေရအဘက်ကတက်တယ်ဆိုတခါလေးကြာဝါရဲ့ထင်းချုံနေမြေတွေရောက်သွားရပေါ့နော်ဝါဝါတက်ဖွဲ့တွေကအဲ့နေမြေတွေမှာနေခွင့်ကိုမပေးဘူးပေါ့နော်ချက်ချင်းကိုပြန်မောင်းထုတ်တဲ့ပုံစံမျိုးပေါ့နော်အဲ့တော့ပြောချင်တာကစစ်တပ်ကဝါနေမြေတွေမှာလုံးဝကိုအားကျေလို့မရတဲ့အခြေအနေမျိုးတနတ်တောင်မှာကျွန်တော်တို့ဖောက်ခွင့်မရတဲ့အခြေမျိုးအခြေအနေမျိုးလို့ ကျွန်တော်တို့ပြောလို့ရတယ်ဗောနော်အဲ့တော့ကျွန်တော်နေခဲ့တာတော့အတုံးက mindset ရဲ့ဒီဘက် mind ရန်ဗောနော် mind ရန်ဘက်မှာကျွန်တော်နေခဲ့ဘူးလားအတုံးကတော့ဒီ mind ရန်မျိုးဆိုရင် why ရဲ့ထိန်းချုပ်မှုအောက်မှာပဲရှိတာအမှဆိုရင်ရှမ်းနေရှိတယ်အတိုင်းသားတွေဆိုရင်เนาะရှမ်းတိုင်းသားတွေရှိတယ်ပြီးတော့ why why တိုင်းသားတွေရှိတယ်ဗောနော်အဲ့တော့အမှနေတာနေတဲ့ဆိုရင်မစစ်တပ်ကအဲ့နယ်မြေမှာအာကျွန်တော်တို့ရွေးကောက်ပွဲလုပ်ခွင့်မရပါဘူးလုံးလုံးလို့ရတဲ့ဥစ္စာက why ရဲ့ထိန်းချုပ်နယ်မြေနဲ့လွတ်တဲ့စစ်တပ်အများစု စခန်းကိုအများစုပေါ့နော် view ဟိုဟာဖြစ်ထားတယ်ပိန်ခန်းဆိုရဲအဲ့လိုရွာလေးမှာပဲအာသူကရွေးကောက်ပွဲလုပ်လို့ရတယ်တကယ်တော့ဝါအဓိကထိန်းချုပ်ထားတဲ့နေမြေမှာစစ်တပ်ကလုံးဝအာကျွန်တော်တို့လုပ်လို့မရပါဘူးရွေးကောက်ပွဲလုပ်လို့မရပါဘူးစစ်တပ်ဆိုတာတဲ့အဲ့တော့2020ရွေးကောက်ပွဲပေါ့နော်2020ရွေးကောက်ပွဲလုံးဝလုပ်လို့မရပါဘူးအဲ့တော့စစ်တပ်ကဒီပေါ့နော်ညွန်ပေါင်းအစိုးရ ပုံစံမျိုးသူတို့ကဖွဲ့ကျင်တာဖြစ်တဲ့အတွက် NLD တကယ်လို့85ရာခိုင်နှုန်းအောက်ကိုသွားပြီဆိုရင်ဘောနော်ဒီမေရောက်လိုင်းတို့ဟာကြံတဲ့သူတွေနဲ့ပေါင်းပြီးတော့သူကညွန်ပေါင်းဖွဲ့မယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့အတုံးကရှေ့တန်းစခန်းနေကျွန်တော်တို့2015တုန်းကရှေ့တန်းမှာလုံးဝမဲမပေးရအောင်2020လဲရောက်တော့ရှေ့တန်းရောက်နေတဲ့စစ်သားတွေကိုနှိုက်ကူကမဲပေးရတဲ့အာမဲပေးရတယ်ဗောနော်ရောက်နေတဲ့နေရာတွေကနေပြီးတော့သွားပြီးတော့မဲပေးရတယ်ကျွတင်မဲဘာညာအဲ့လိုမျိုးသွားပေးရတဲ့ပုံစံမျိုးကြီးကျွန်တော်တို့တွေ့ရပါတယ်အဲ့တော့ပြောချင်တာက အမှားဟိုဘောတော့ဟိုအဓိကတော့ဟိုသူတို့ဘက်ကလည်းမဲတာကြလို့ဘောနော်ရှိသမျှစစ်သားအားလုံးအင်အားကိုသူကမဲပေးခိုင်းတဲ့အခြေအနေမျိုးပါအဲ့တော့ဟိုအဲ့လိုအခြေအနေမျိုးမှာကျွန်တော်တို့ဝါနေမြေထဲမှာတော့မှအဲ့အခြေလုံးဝလုံးခွင့်မရခဲ့ပါဘူးကျွန်တော်တို့ဒီစစ်တပ်အများစုထိန်းချုပ်ထားတဲ့အဲ့လိုရှမ်းရွာလေးမှာပဲအာလောက်ခွင့်ရတဲ့ပုံစံပါနော်အတုံးကတော့ကျွန်တော်အပတ်ကိုရောက်နေတဲ့ကာလာဆိုတော့အဲကာလာကိုကျွန်တော်ပြောတာပါအဲ့တော့ပြောချင်တာက အဲအခုကအပကဒေတာတွေမှာကတော့တေးကြတဲ့စစ်တပ်ရွေးကောက်ပွဲကိုအယုံကြည်လဲမရှိသလိုသူတို့ရဲ့မူနဲ့သူတို့ရဲ့မူဝါဒနဲ့သူတို့ရဲ့ပုံစံနဲ့သူ့ဘောက်သူတွားနေကြဖြစ်ပါတယ်။မင်းအွန်လိုင်းတို့ဘလို့ပဲကန့်လန့်ကန့်လန့်ငါတို့လုတ်ပေးပါ။ဒါပေမဲ့မင်းအွန်လိုင်းတော့မျောလင်းချက်လေးရှိလိုက်မှာ။ဘာလဲဆိုတော့လုတ်ပါငါ့ကိုရွေးကောက်ပွဲလေးလုတ်ပေးပါ။အပကနေပြောငါဟိုလွတ်တော်အမတ်ကိုယ်စားလှယ်တယောက်လောက်ကြလဲငါလွတ်တော်ထဲမှာထိုင်ကုန်လေးတိုးတာပေါ့ဆိုရင်ပုံစံမျိုးလေးသူကမျောလင်းရင်တော့မျောလင်းထားပါဘောနော်။ဟိုပါ NDA ဆိုလဲထုံနေကောင်းပါ။ NDA ဆိုလဲပြောမယ်ဆိုရင်သူ့ဘောက်သူသူ့ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့သူ့ဘောက်သူနေတဲ့ အာဒေတာသူ့ရဲ့ဖွံ့ဖြိုးတိုက်တက်မှုနဲ့သူ့ဘာသူလုံနေတဲ့ဒေတာဖြစ်တဲ့မိုင်းလားဆိုလဲပေါ့အဲ့လိုပဲ SSP ဆိုလဲအခု loss DNL နဲ့တိုက်ပွဲတွေဖြစ်နေတယ်လုံးဝဟိုမှာဖြစ်ဘူးအဲ့ဒါဆိုတက်လာတယ်ဟိုဆွန်မဲလာစင်းလို့ AL လာလား တို့ကဘယ်နေမြေမှာဦးစီးနေလို့လဲတို့စီမှာလုံခွင့်လည်းရမှာလည်းမဟုတ်နောက်ပြီး KN KNL PC ဆိုတဲ့အဖွဲ့ရှိတယ်အဲ့ဥစားကလည်းတို့နေမြေက KNB နေတဲ့မှာဘယ်နားလဲဆိုတာတော့မတွေ့ရအောင်ပြောရမယ်ဆို KNU အများစုထိန်းချုပ်ထားတဲ့နေမြေတွေမှာဟိုစကန်လေးဖွင့်ဒီစကန်လေးဖွင့်အဲ့ဒါဆို DGB DGB ရဟိုတလို့ရတော့မှာကျွန်တော်တို့တို့ရဲ့ဌာနချုပ်ထဲမှာအာတိုက်ပွဲတွေဖြစ်ပွားနေတာပေါ့နော်အာနောက်ပြီးတော့မွန်ပြည်သစ်တို့မွန်ပြည်သစ်ဆိုလည်းသူ့ရဲ့ဌာနချုပ် ရှိတဲ့ဖျားသုံးသူနဲ့ဟိုဘက်မလန်မကန်းပါကလည်းတိုက်ပွဲတွေဖြစ်အာနောက်ပြီး KNU ကလည်းစုံမှုမှုရနေတဲ့အချိန်အဲ့ရတက်လာတဲ့အာဒီပေါ့နော်အာကျွန်တော်တို့ EA ကိုဖွဲ့စည်းရရဲ့ပေါ့နော်ပုံစံနဲ့အာပေါ့နော်သူတို့စီမှာအာစုံမှုထိန်းချုပ်ရတဲ့အင်အားရှိတဲ့အဖွဲ့တွေကလည်းဒါကိုလက်မခံသလိုအင်အားနည်းတဲ့အဖွဲ့တွေကိုနှိုက်ကလည်းသူတို့ဟိုဟာနေမြေအတွင်းမှာရွေးကောက်ပွဲ ကိုပေးလုံနိုင်မဲ့အခြေအနေမျိုးမရှိဘူးလို့တော့ကျွန်တော်ကတော့ထင်တယ်။ဒါကြောင့်မလို့စစ်တပ်ကအခုသူတို့ရားသလောက်နယ်မြေတွေကိုရားသလောက်ထိုးစစ်ဆင်ပြီးတော့သူတို့ပြန်တိုက်နေတယ်ဆိုတာဒါပဲ။သူတို့လွှတ်တော်မှတယောက်ထွက်ရင်အဲလွှတ်တော်မှတယောက်ကိုသူတို့လိုချင်တယ်။လွှတ်တော်တွေမှာခုံတခုံတိုးဖို့သူတို့လိုချင်တယ်။အာပြောမယ်ဆိုပြောအာလွှတ်တော်ဟိုဘာလို့ရွေးကောက်ပွဲဘလောက်ရာခိုင်နှုန်းသူတို့လုံနိုင်ခဲ့တယ်ဆိုတဲ့အဥ္စာမျိုးသူတို့လိုချင်တာ။ဒါပေမဲ့ကျွန်တော်ထင်ပါတယ်မြို့ကြီးပြကြီးတွေကလွဲပြီးတော့မြို့ကြီးပြကြီးတွေတော့မှမတေချအောင်တော့မတေချအောင်အာဘာလို့လဲဆိုတော့မနက်ဖြန်တပတ်ခါ တော်လိုင်းတပ်ဖွဲ့တွေကတော်ကြအင်အားတွေကောင်းပြီးတော့ပြင်းစင်မှုတွေနဲ့တက်တိုက်သွားတယ်။မန္တလေးတို့ပဲခူးလို့လို့မြို့တွေကဟိုဟာမကြခင်ပါဝါနိုင်တဲ့အခြေအနေတွေရှိတယ်နော်။မင်းရောက်လိုက်တော့ကတော့ရွေးကောက်ပွဲတော့လှုပ်တော့လှုပ်ချင်တယ်။နေမြေတွေကမတည်ကြတဲ့အခြေအနေပေါ့နော်။နောက်ဆုံးသူကဒီသူ့ရဲ့ဟိုဟာပေါ့နော်။ဟို2008တည်းကအာပေါ့နော်အစိတ်သားနဲ့ပေါ့နော်ရန်ကုန်တို့ဟိုဟာနေပြည်တော်တို့လောက်ကနေမြေလေးတွေမှာရွေးကောက်ပွဲလှုပ်ပြီးတော့ ဘောလို့အဲ့ဒါနဲ့လွတ်တော့ဖွဲ့သွားလို့ပဲရမယ်အခြေအနေမျိုးရှိပါတယ်ဒါနောက်ဆုံးလှုပ်ဖြစ်ခဲ့ရင်ပြောတာဗောလို့အဲ့တော့တော်လိုင်းဘက်ကအဖွဲ့စည်းတွေနဲ့ဘောလို့ဒီအာဟိုကျွန်တော်တို့ IA ကိုအဖွဲ့စည်းတွေရဲ့ဘောလို့အာကျွန်တော်တို့လှုပ်ဆောင်နိုင်မှုအခြေအနေသူတို့ရဲ့နေမီထိန်းချုပ်မှုအခြေအနေကအခုပြောရမယ်ဆိုရင်မြန်မာနိုင်ငံရဲ့ဒေတာတော်တော်များများကိုကျွန်တော်တို့ထိန်းချုပ်ထားတာဖြစ်ပါတယ်ဒါကြောင့်မလို့သူ့ရဲ့ရွေးကောက်ပွဲလုံးနိုင်ဆိုတဲ့အခြေအနေကအခုတက်ရောက်လာတဲ့အဖွဲ့စည်းတွေကိုမှီခိုပြီးလဲလှုပ်လို့မရသလိုသူ့ရဲ့ ပေါ့နော်လုံနိုင်သောအခြေအနေကငကူထက်ပို့ပို့ပြီးတော့ရော့ရော့ကြွားဖို့အခြေအနေပဲရှိတယ်လို့ကတော့ကျွန်တော်ကတော့မြင်တယ်ဗျာဟုတ်အဲ့တော့တို့လိုက်တော့လေအချို့ကိုရီမသိတဲ့အချို့ရလေးဒါဒါတီးသွားရတာပေါ့နော်ဆိုတော့ဒါကျွန်တော်တို့ဒီနေ့ပြောသွားတဲ့ကိစ္စကတော့ဒါပြီးခဲ့တဲ့တစ်ခေါက်ကနေပြီးတော့မှတော့ခဲ့တဲ့ငင်းငင်းဖူရနဲ့ပတ်သက်ပြီးတော့အဲ့ရနေမှဒီကျွန်တော်တို့ဒါကြားရတဲ့စကားတွေအဲ့နောက်ပြောလို့ရှိရင်အဲ့ဒီကိုတက်ရောက်တဲ့ဒါသူတို့ဒီပါတီခေါင်းဆောင်နိုင်ငံကြီးခေါင်းဆောင်တို့ကိုကိုကိုတုံ့နှုံးထားတဲ့ သူတွေရဲ့ဒါအတန်လေးပေါ့နော်ဆိုတော့ဒီတောင်းနေပတ်သက်ပြီးတော့ကျွန်တော်ညကုနေဆင်းရဲတာဖြစ်ပါတယ်ဆိုတော့ဒါထုံးစံတိုင်းနောက်ဆုံးအနေနဲ့ဒါတော်နေပြီသူတွေကိုဘာမှထပ်ပြီးပြောချင်ပါသေးလဲဟိုကျွန်တော်တို့တွေကပေါ့နော်စက်တက်ကတော့လော်တယ်သူတို့ရဲ့ top box ကိုသူတို့ကမရရအောင်လုပ်ပါပဲပေါ့နော်အဲ့တော့ကျွန်တော်တို့ကကျွန်တော်တို့ပြောနေတယ်လို့ပဲပေါ့နော်စက်တက်ကိုကျွန်တော်တို့ကအထင်လဲကြီးလို့မရဘူးအထင်လဲသေးလို့မရအောင်အာ तू ဘာလုပ်နေလဲသူ့ရဲ့ခြေလှမ်းတွေကဘာလေလဲဆိုတာကိုတော့ကျွန်တော်တို့အမြဲမပြတ်စောင့်ကြည့်ဖို့လိုတယ် အဲဒါကအရေးကြီးရလို့မြင်တယ်အဲ့တော့အာငါတို့နဲ့ကတော့မဆိုင်ပါဘူးဒီနိုင်ငံကြီးကငါတို့နဲ့ဘာဘာမဆိုင်လဲလို့ပြောရင်အာဒီနိုင်ငံကြီးကကျွန်တော်တို့အားလုံးနဲ့တက်ဆိုင်ပါတယ်ဒီနိုင်ငံကြီးကိုကျွန်တော်တို့ညီမျက်ခြေပြတ်လို့မရပါဘူးဒါကြောင့်ကျွန်တော်တို့ပြည်သူတွေအနေနဲ့ဘယ်နေရာမှာဘလို့တွေအခြေအနေရှိတယ်ဘာကဘလို့အကြောင်းတရားတွေရှိတယ်ဆိုတဲ့ပုံစံတွေကိုတော့အမြဲတည်တည်ထားဖို့လိုတယ်လို့ကတော့ကျွန်တော်ကတော့မြင်တယ်ကျွန်တော်တို့ဒီနေ့ပြောရဲဆိုတာကလည်းဒီအကြောင်းတရားတွေပဲဖြစ်တယ်ဆိုတာကိုကျွန်တော်တို့ပြောချင်ပါတယ်အဲ့တော့အာဒီနေ့တော့ပေါ့နော်ဟိုကျွန်တော်တို့စစ်တပ်ရဲ့ရွေးကောက်ပွဲနဲ့ အဘောတော့တချို့ခြေလန်းတွေနဲ့ဇက်ပြက်နိုင်ငံရေးသမားတွေရဲ့အရေးမပါနေတဲ့အခြေအနေတွေတခုကနေအရေးပါအောင်မီဒီယာအထက်မှာနေရာတက်ယူလာတဲ့ပုံစံမျိုးကိုကျွန်တော်ကတော့လုံးဝကိုသဘောမကျဘူး။ဒါကြောင့်မလို့အာကျွန်တော်တို့ပြည်သူတွေကလည်းအာနောက်မှာဘာမှမရှိနောက်လဲကျင်စစ်ဖက်ကခေါင်းထားတဲ့ကောင်တွေရဲ့စကားသံတွေနောက်ကလည်းအာဘာရီပါလဲဆိုတာတတိထားဖို့လိုတယ်ဆိုတဲ့အကြောင်းလေးအရာတွေကိုပြောရင်းနဲ့ပဲကျွန်တော်ညီကိုနေရာပဲဒီညတော်ဝေးလေးစီစဉ်ကိုတလောက်နဲ့ပဲကျန်းလာကြပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။အားလုံးကိုကျေးဇူးများတင်ပါတယ်ခင်ဗျာ။